စမ်းမယ်နော်ကျွန်တော်တို့ကျွန်တော်တို့ဆိုတော့ကျွန်တော်မိတ်ဆွေညကမန်းနေကြတယ်ပြန်ကြနော်အဲ့ဒါက9နှစ်ခြားစီကျွန်တော်တို့ဂျားထဲမှာ2 4 6 9နှစ်ခြားနော်2 4 6 9နှစ်ခြားထားတယ်အဲ့ဒီမှာကိုခါတပင်ကျော်ကိုခါနော်ရှစ်ခါတပင်ကျော်ရှစ်ခါခွန်ခါတပင်ကျော်ရှစ်ခွန်ခါနော်ခွန်ရှစ်ကို သူ့ရဲ့အောက်မှာထိတ်သုံးလုံး6เนาะထိတ်စီးသုံးလုံး6လို့သူရိုက်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကပြန်ကြကဏ္ဍเนาะပြန်ကြကဏ္ဍဒီကဏ္ဍသည်တစ်နှစ်ကျော်လာတဲ့ကဏ္ဍเนาะနောက်တစ်ခါချစ်ချစ်လို့ရိုက်တယ်သူ့ရဲ့အောက်ဆောင်မှာเนาะချစ်ရတိုင်းပဲထိတ်စီးသုံးလုံးက6လို့ပဲရိုက်တယ်ထိတ်သုံးလုံး6လို့ရိုက်ပြီးတယ်နဲ့သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကြီးပြန်ကြကဏ္ဍဒီကဏ္ဍတစ်နှစ်ကျော်ကဏ္ဍเนาะ အဲ့ဒီမှာခွန်ခွန်လို့ရိုက်ပြီးသူ့ရဲ့အောက်မှာထည့်စီ၃လုံးပြီးခဲ့တဲ့ပွဲက6လို့သူရိုက်သွားပြီနော်အဲ့ဒီထည့်စီ၃လုံး6လို့ရိုက်ပြီးတဲ့နယ်သူ့ရဲ့အောက်မှာထွက်တဲ့ခဏန်းဒီတနစ်ကျော်ခဏန်းပြန်ရာခဏန်းနှစ်ကွက်တည်းရှိတယ်နော်5 30နဲ့နိနေခွန်နိနေခွန်နော်တနစ်ကျော်ကလာပေါက်ထားတာနှစ်ကွက်ရှိတယ်အဲ့ဒီမှာနှစ်ကွက်လုံးကျွန်တော်ထည့်ပေးလိုက်မယ်နော်အာဒါပြန်ကြလွယ်လွယ်ပဲ ဲ့တော့နောက်တစ်ခုအဲ့ဒီ9နှစ်ခြားစီးထဲမှာကျွန်တော်တို့960အဲ931ပြန်ကြကြတယ်ကြပြတာနဲ့သူ့ရဲ့အောက်မြင်းကုံ၃နောက်ပိတ်ပြီး၃ခါလို့ထည့်သူ့ဇောင်းမှာထွက်တဲ့ခဏနော်တစ်နှစ်ကျော်ကခဏတိမ်မာ940ပြန်ကြကြတယ်ကြပြတာနဲ့သူ့ရဲ့ဒီအောက်ဇောင်း၃နောက်ပိတ်၃ခါလို့ရိုက်တယ်ဒီဇောင်းမှာထွက်တဲ့ခဏနော်ချစ် တနစ်ကြော်ကခဏပျောက်သွားတော့ဘုံခွနစ်တနစ်ကြော်ကခဏဟောဒီမှာနော်အဲ့ဒီငါးလေးနှစ်ကတနစ်ကြော်သုံးကပေါက်တဲ့ကောင်နော်ဒါဆိုရင်ဒီနေရာမှာထွက်မဲ့ခဏန်းဒီတနစ်ကြော်တနစ်ကြော်သုံးကပေါက်တဲ့ခဏန်းဒါဆိုရင်အခုရှစ်ခွနစ်ပြန်ရကြပြီသူ့ဆောင်မှာသုံးနောက်ပိတ်သုံးခါလောက်ရိုက်တယ်ဒီနေရာထွက်မဲ့ခဏန်းဒီရှေ့တနစ်ကြော်ခဏန်းနော် သူ့ရဲ့အရှိတနစ်ကျော်ကကဏန်းဆိုဒီကောင်ပဲရှိတယ်အဲ့တော့ခုနကတနစ်ကျော်ကဏန်းပြန်ကြနဲ့ဒီနေရာမှာထည့်ထိုးသင့်တယ်နှစ်ခုနှစ်အဲ့လိုမှမဟုတ်ဘူးတစ်ဆင့်နဲ့ရိုက်မယ်တနစ်ကျော်ကဏန်းဆို930ကျွန်တော်ဘာလို့930ထည့်ထားတော့ဆိုတော့ဒီပြန်ကြကဏန်းရဲ့အပေါ်နှစ်ပွဲကျော်ကကဏန်းကိုလာပေါက်သလားဒီမှာလဲဒီ940ပြန်ရတယ်သူအောက်ဆောင်ထွက်တဲ့ကောင်ပြန်ကြကဏန်းရဲ့အပေါ်နှစ်ပင်းကျော်အော်ဒီကောင်မဟုတ်ဘူးကျွန်တော်မားနေယူလာနော်ကျွန်တော်ဒီကောင်ယူလာဒီကောင်ယူလာနော်အဲ့ဒီနေရာမှာ ကျွန်တော်တို့ဒီကောင်မဲ့ထည့်လိုက်เนาะ3ည3 9ပဲထည့်လိုက်เนาะ2 2ခွန်2ကွက်တနစ်ကြော်ကန်းန်းကို3ကပေါင်းနေဆိုရင်เนาะ2 2ခွန်တဝက်တည်းရှိတာเนาะခွန်ထည့်စည်းလဲဒီဝက်မှာတော်တော်ကောင်းကောင်းရှိတယ်ဒီကောင်နဲ့လဲထည့်နေ့ထည့်နေ့လဲထည့်ဘောနော်ကြိုက်တယ်လို့ထည့်ကျွန်တော်ကတော့ခွန်ထည့်နေ့ပဲကြိုက်တယ်เนาะဟုတ်ပြီအဲ့ဒါလဲပြန်ကြာကတော့ तू ကပြန်ကြာတော့မဟုတ်ဘူးဒါပေမဲ့ तू ကတနစ်ကြော်ကန်းန်း3ခါပေါက်ကိုဒီမှာပေါက်လို့ရတယ်ဒါပေမဲ့ဒီ site မှာကအပေါ်မှာတစ်ခါဖြစ်သွားတယ်เนาะ တုံညက်ကိုခွန်ပြန်ကြကြတယ်သူ့ရဲ့အောက်ဆောင်မှာထွက်တဲ့ကဏ္ဍကတနှစ်ကျော်၃ကပေါ့ဆိုရင်နှစ်ကိုနှစ်ကဒါပြီးသွားပြီလို့လည်းယူလို့ရတယ်နော်အဲ့တော့ဒီကောင်ပြီးသွားပြီလို့ယူလို့ရှင်ကျွန်တော်တို့ကဒီနေရာမှာထည့်မဲ့ကဏ္ဍဒီတနှစ်ကျော်ကဏ္ဍကိုပဲရိုးရိုးထည့်မဲ့ဆိုရင်ဒီ630ကိုပဲယူလို့ကျွန်တော်ကတော့သဘောကျတယ်ပေါ့ဗျာနော်ဒါကျွန်တော်မှာတုံညက်ထိတ်ကလေးလေးရှိတယ်ဆိုပြီးတော့ဒီလိုမျိုးမှန်းထားတယ်နော်အဲ့တော့နောက်တစ်ချက်ပြန်ကြက ပြန်ကြကကျွန်တော်တို့ဒီနေရာမှာ9 8 9เนาะအဲသူဘေးကနေရေ1 2 3 4 5 6ချိန်မှာ8ထိပ်သူဘေးကနေရေ1 2 3 4 5 6ချိန်မှာ9ထိပ်9 8ခွန်လို့ရိုက်တယ်နောက်နှလုံးခွန်16တယ်နောက်နှလုံး6ကို15တယ်နောက်နှလုံး5ကို14เนาะ14 15 16လို့ရိုက်တယ်ရိုက်ပြီးတာနဲ့သူရဲ့တစ်နှစ်ကျော်ဇောင်းမှာ ထိုက်သီးတောင်သုံးလုံးကိုလေးလို့ရိုက်တယ်သူ့အပေါ်မှာထွက်တဲ့ခဏန်းကခွန်ပရိတ်ခဏန်းပြန်ကြားကြတယ်အဲ့ဒီပြန်ကြားခဏန်းရဲ့ဘေးတစ်ချိန်နှစ်ချိန်သုံးချိန်ဆင်းရင်အဲ့ဒီမှာထွက်တဲ့၃ညာ၉ခွန်ဆိုတဲ့ခဏန်းဒီအပေါ်ကပြန်ကြားခဏန်းကြခဲ့တယ်နော်ဒါဆိုရင်ဒုတိယကတ်ဘိုးထိတ်41 shit take 51လို့ရိုက်ပြီသူ့ရဲ့ဆောင်တစ်နှစ်ကျော်မှာသတိတောင်သုံးလုံးကိုဒီမှာကျွန်တော်တို့9လို့ရိုက်လို့ဒီမှာသတိတောင်သုံးလုံးကိုသူက4လို့ရိုက်တယ် အဲ့ဒီလေးလို့ရပြီးတာ ਨੇ သူ့ရဲ့အပေါ်မှာထွက်ထားတဲ့ကဏ္ဍ၈ခွန်နဲ့ဗရိတ်ခွန်ကဏ္ဍကြီးပြန်ကြကဏ္ဍဖြစ်ကမယ်နော်ဒီမှာလဲဗရိတ်ခွန်ကဏ္ဍပြန်ကြကဏ္ဍသူ့အောက်ဆောင်မှာပြန်ကြတယ်ဒီမှာလဲဗရိတ်ခွန်ကဏ္ဍကပြန်ညာကြတယ်သူ့ရဲ့အောက်ဆောင်မှာပြန်ကြကဏ္ဍ၆၆၂ကြတယ်နော်၆၆နှစ်ဒီပြန်ကြကြတယ်နင်နောက်နည်းနည်းဆွဲမယ်မိရအောင်ကွယ်နော်ဟုတ်ပြီအဲ့တော့နှက်ကပ်ပြီးပြီကျွန်တော်တို့ကလည်း ခွန်ထိတ်လဲထည့်ပြီးတစ်ချောင်းနောက်တွဲလဲတွဲပြီးသူ့ရဲ့မြင်းကုံမှာထဲစီတောင်သုံးလုံးကိုသုံးလို့လဲရိုက်ပြီးနော်သုံးလို့ရိုက်ပြီးတဲ့နဲ့ထဲစီတောင်သုံးလုံးသုံးရဲ့အပေါ်မှာ ထွက်တဲ့ဗရိတ်ဆက်ခွန်ကဏန်းဒီအပေါ်ကပြန်ကြကဏန်းဗရိတ်ခွန်အဲ့ဒီဗရိတ်ခွန်ရဲ့အောက်ဆောင်မှာထွက်တဲ့ကဏန်းဒီအပေါ်ကပြန်ကြကဏန်းဖြစ်ကြပါနော်အဲ့တော့ကျွန်တော်တို့ထဲစီတောင်သုံးလုံးငားလို့ရိုက်တယ်သူ့ပေါ်မှာဗရိတ်ခွန်လို့တည်တယ်တည်တဲ့ခွန်ဗရိတ်ဒီပြန်ကြကဏန်းဖြစ်ကြပါအဲ့ဒီခွန်ဗရိတ်ရဲ့အောက်ဆောင်မှာထွက်တဲ့ကောင်ဒီပြန်ကြ တခါထဲသေးတောင်သုံးလုံးဒီမှာလေးလို့ရိုက်တယ်သူ့အပေါ်မှာဗရိတ်ခွန်လို့တဲ့တယ်တဲ့တဲ့ခွန်ဗရိတ်ဒီဘွားပြန်ကြသူ့ရဲ့အောက်ဆောင်မှာထွက်တဲ့ကနန်းဒီလည်းပြန်ကြနော်အဲ့တော့တခါဒီမှာထဲသေးတောင်သုံးလုံးသုံးလို့ရိုက်ပြီသူ့အပေါ်မှာဗရိတ်ခွန်လို့တဲ့ပြီတဲ့တဲ့ဗရိတ်ခွန်ဒီပြန်ကြကနန်းဖြစ်ကမယ်ဒီပြန်ကြကနန်းရဲ့အောက်ဆောင်မှာထွက်တဲ့ကနန်းဒီလည်းပြန်ကြပဲဖြစ်ကမယ်ဟုတ်ပြီလားအဲ့ဘာလို့ဘာလို့လေးကိုရှိကိုမင်းယူထဲတုံးဆိုတော့ကျွန်တော်အလွယ်ကောက်ထဲတာเนาะကြိုက်တဲ့ကဏ္ဍကြားလို့ရတယ် ကိုယ်တို့ညခွန်ပြန်ညကြတယ်662ပြန်ညကြတယ်694ကြာအောင်မလားဗောလေကျွန်တော်ဒီလိုတွေးကြည့်လိုက်တာဘာလို့တော့ဒီမှာလေနော်ကိုယ်တို့ညခွန်662 694ဒီလိုမျိုးကြီးသူကဖြစ်နေတာကိုနော်အဲ့တော့ဖြစ်နေတော့ဖြစ်နေတဲ့အတိုင်းကဏ္ဍကောက်ထဲရရပြီးရောထွက်မထွက်ကျွန်တော်မသိဘူးပြန်ကြတဲ့ကကျွန်တော်အောတကဏ္ဍတကွက်ထုတ်မယ်နော်ဘယ်ကဏ္ဍလဲမမေးနဲ့သိချင်ဝယ်ဖတ်ဒါပဲအဲ့တော့အဲ့ဒီမှာကျွန်တော်မိတ်ဆွေတွေကိုနည်းနည်းအကွက် ကျင်းတတ်အောင်ပေါ့ဗျာเนาะကျွန်တော်အကွက်ကျင်းတတ်အောင်ကျွန်တော်မနစ်ကတုန်းကပြခဲ့ပြီးတယ်ကျွန်တော်မိတ်ဆွေတချို့ပေါက်ကြတယ်เนาะကျွန်တော်နှစ်ဦးကိုနောက်ပိတ်တဲ့နှစ်ထဲမှာကိုးခါနှလုံးထောင်ပြီးပြန်ရကြတယ်เนาะနှစ်ဦးကိုနောက်ပိတ်တဲ့နှစ်ထဲမှာကိုးခါနှလုံးထောင်ပြီးပြန်ရကြတယ်တခါနှစ်ဦးကိုမှကိုးနောက်ပိတ်ပြီးတော့အဲ့နှစ်ထဲမှာကိုးခါနှလုံးထောင်ပြီးပြန်ရကြတယ်เนาะအခုကျွန်တော်တို့နှစ်ဦးမှကိုးနောက်ပိတ်ဒီမှာပြီးခဲ့တဲ့ဘွယ်ကိုးခါထဲလို့ဒီမှာကိုးခါနှလုံးထောင်ပြီးတော့များပြန်ကြကြမလား ဒါဆိုကိုးခါနဲ့ခဏန်းနေထည့်လိုက်လေကျွန်တော်တို့ခွန်ကိုးခွန်694နော်393နော်393ญาနော်ဒါပဲရှိတာအဲ့ဒါကိုးပါတယ်ခဏန်းဟုတ်ပြီလားနော်အဲ့တော့ကျွန်တော်တို့ဒါကဟုတ်ရှင်မှလည်းဟုတ်မယ်နော်ဟုတ်ရှင်မှလည်းဟုတ်မယ်ဒီကိုးဖြစ်ရှင်မှလည်းဖြစ်မယ်နော်ဒါသဘောပြောပြတာ တကယ်လို့ကိုးခါအောက်မှာတခါတည်းဟုတ်တယ်ကွာဆိုပြီးတန်းကြသွားရင်ကျွန်တော်တို့အကွက်လဲနေနေနေသွားအောင်လို့နော်အဲ့တော့အခုကျွန်တော်ပြောသလိုပေါ့ဒီကနန်း၃ခွက်နော်ပြင်ညာကြတယ်ပြင်ညာကနန်းဗရိတ်ခွန်ရဲဆောင်းမှာကြတယ်ပြင်ညာကနန်းဗရိတ်ခွန်ရဲဆောင်းမှာကြတယ်ပြင်ညာကနန်းဗရိတ်ခွန်ရဲဆောင်းမှာကိုးခါနှလုံးထောင်ပြီးကြပါမယ်ဆိုရင်ဒီကနန်းမရဘူးလားရတာပေါ့နော်ဟုတ်တယ်နော်အဲ့တော့ရခြင်းလဲရမှာပေါ့မရခြင်းလဲမရဘူးပေါ့ ဲ့တော့ဒီ site နဲ့ကကျွန်တော်တို့ပြန်ကြည့်လိုက်ရင်ဒီကောင်ဒီတစ်နှစ်ကျော်ခန်းပြန်ကြဖြစ်ကမယ်သုံးက ပေါက်တဲ့ကောင်ဖြစ်ကမယ်ဘယ်ရောက်သွားဘယ်ရောက်သွားတော့ခွက်ကဩဒီမှာနော်ဒီကနန်းဒီတစ်နှစ်ကျော်ကနန်းနော် ဒီကနန်းဒီတနှစ်ကျော်ပေါက်တယ်နောက်တစ်ခါတနှစ်ကျော်ပေါက်တယ်ပေါက်ပြီးတော့ပြန်ကြကြတယ်ထဲစီ၃လုံးက၆လို့ပုံစံရိုက်တယ်သူ့အောက်မှာကြတယ်ဟုတ်ဒါဆိုရင်ကျွန်တော်တို့၃ဟော၃၃ည၆ကကြတော့ဒီကောင်တဆင့်နဲ့ရိုက်တာနော်ဒီကောင်ကြတော့တဆင့်နဲ့သူ့ခြေတနှစ်ကျော်ပါကနန်းတဆင့်နဲ့လာရိုက်ပြီးကြတယ်နော်အဲ့ဒီမှာကျွန်တော်တို့ခြေပေါင်း၉ခြေပေါင်း၉နော်ဒီမှာခြေပေါင်း၉နဲ့ကြမလား ရှေ့ပေါင်း6နဲ့ဆိုရင်ဒီလိုမျိုးလေးဖြစ်သွားနိုင်တယ်เนาะဒါရှေ့ပေါင်း6နဲ့အဲ6ခါလဲနှလုံးထောင်ပါနဲ့ရှေ့ပေါင်း6နဲ့ဆိုဒီကောင်ကွက်တိကြသွားမယ်เนาะတခါနောက်ပေါင်း6နောက်ပေါင်း6နောက်ပေါင်း6တွေနဲ့ကြာမလားနောက်ပေါင်း6နဲ့ကြာမယ်ဆိုနောက်ပေါင်း6နဲ့ကဘာခဏန်းရှိတော့ဒီမှာဒီကောင်မဲရှိတယ်เนาะအဲ့တော့နောက်ပေါင်း6နဲ့ဆိုကျွန်တော်တို့ကခွန်6ခွန်เนาะဒါမျိုးလေးပေါ့ဟုတ်လား ဟိုပြန်ကြကြိုက်တာကိုယ့်ကိုရွေးထိုးကျွန်တော်အဲ့ထက်က organic တစ်ခွက်ထုတ်မယ်ဒါပေမဲ့လောလောဆယ်မထုတ်ရသေးဘူးเนาะကျွန်တော်ထုတ်မယ်ထုတ်ပြီးရင်တော့ကျွန်တော်ရှိအဲဝယ်ထားတဲ့လူတွေကိုပဲကျွန်တော်ပေးမယ်ပေါ့ဗျာเนาะကျွန်တော်ဘာလို့ပြန်ကြ organic ထုတ်မလဲလို့ဆိုရင်ဒါပြီးခဲ့တဲ့ဘွယ်ကကျွန်တော်၁၀နှစ်မြောက်ကဏ္ဍခေါ်ကစားတဲ့ရည်ရွယ်ချက်ဒီဒီကောင်းနေရောက်လဲပါတယ်เนาะ เนาะ ဘာလို့ပြီးခဲ့တဲ့ပွဲကကျွန်တော်ကဒီ၄၃၈၁၀နှစ်မြောက်ကကဏ္ဍကိုကျွန်တော်ခေါ်ရိုက်တုံးဆိုတော့၄၃၈ထွက်ပြီးတာနဲ့သူ့အောက်ကျွန်တော်ပြန်ကြခစားခြင်းတာနော်ဒါပေမဲ့အခုထွက်သွားတဲ့ကောင်က၁၀နှစ်မြောက်က၃၉နှစ်ထွက်သွားတယ်ဆိုတော့လေသူကဒါကျွန်တော်တို့အမြင်တော့ဖြစ်နိုင်သေးတယ်နော်ဒါကြောင့်မလို့ဒီပွဲကိုကျွန်တော်ပြန်ကြခဏပြန်ထုတ်မယ်ဒီ line ကကျွန်တော်တို့ဒီ၅ဇွန်၅ကို၆နဲ့ပေါင်းလိုက်ရင်ကျွန်တော်တို့၁၁ စက်တကို6နဲ့ပေါင်းလိုက်ရင်စက်တကို6နဲ့ပေါင်းလိုက်ရင်ခွန်เนาะအဲနှစ်ရေရေမပြတော့ဘူးရေပြကြလို့เนาะအဲအဲ့ဒီထဲမှာကျွန်တော်တို့ဒီ၄ပရိရဲ့ဇောင်းမှာထွက်ထားတဲ့ခဏပရိ9ရဲ့အောက်မှာထွက်ထားတဲ့ခဏเนาะ၄ပရိ9ပရိလို့သူဖြစ်တယ်ဒီခဏန်းဒီဒီကနန်းဒီသူကနေ7နှစ်2 4 6 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 ရှစ်၁၀နှစ်မြောက်ကို သူသွားပေါက်တယ်။သူသွားပေါက်ပြီးတော့ ਨੇ သူ့ရဲ့အောက်သူသွားပေါက်တော့သူကဒီဗရိတ်၁၀ရဲ့ဆောင်းမှာသူပေါက်တာ။နော်။ဒီဗရိတ်၅ရဲ့အောက်ကခဏန်းဒီ၁၀ဗရိတ်ရဲ့ဆောင်းမှာ၁၀နှစ်မြောက်ကိုလမ်းပေါက်ပြီးတာ ਨੇ သူ့အပေါ်ကခဏန်းပြန်ရကြတယ်။နော်။တခါနောက်တစ်ခုကျွန်တော်ဒီမှာ၄ဗရိတ်ရှိတယ်။နော်။၄ဗရိတ်ကတော့ပုံတည်ထောက်တာ။ဒီမှာလည်း၄ဗရိတ်ပုံတည်ထောက်တယ်။ အဲ့ဒီ၅ပရိတ် အောက်ကကဏ္ဍပြီးတော့ကျွန်တော်တို့ဒီမှာ၆ပရိတ်ရဲ့အောက်ကကဏ္ဍဒီ၁၀နှစ်မြောက်သွားပြေးပေါက်တယ်2 4 6 10နှစ်မြောက်ကိုသွားပေါက်တယ်ခုနက10ပရိတ်ဆောင်ပေါက်ပြီးအခု9ပရိတ်ဆောင်မှသူပေါက်တယ်ပေါက်ပြီးသွားတာနဲ့သူ့ရဲ့အောက်မှာ ထွက်တဲ့ကဏ္ဍဒီပြန်ကြကဏ္ဍဖြစ်ကမှာနော်အဲ့အခုကျွန်တော်တို့၄5ပြီးပြီး6ပြီးပြီးဒီမှာကျွန်တော်တို့ခွန်ပရိတ်လို့သူရိုက်တယ် လေးပရရဲ့ဇောင်းမှာထွက်ထားတယ်ဒီကဏ္ဍအဲ့တော့ဒီခွန်ပရရဲ့အောက်ကကဏ္ဍဒီ၁၀နှစ်မြောက်ကိုသူ ပြေးပေါက်တော့ရှစ်ပရိဇောင်းမှာသူပေါက်တယ်သူပေါက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍဒီပြန်ကြကဏ္ဍဖြစ်ကမယ်နော်အဲ့တော့ပြန်ကြကဏ္ဍဖြစ်ကမယ်ဒီနေရာမှာဘာလို့ရှောင်းကားသုံးယူတော့ဆိုတော့ကျွန်တော်နေရောနော်အဲ့ဒီနေရာမှာကျွန်တော်တခုပြောမယ်နော်အဲ့ဒီနေရာမှာ ီကောင်3ခွန်အတွဲလိုက်လာဒီကောင်3ခွန်ကိုအတွဲလိုက်နေပြုတ်တာလားဒါ3ခွန်ကိုအတွဲလိုက်ပြုတ်မယ်ဆိုရင်ဒီကနန်းတကွက်တည်းရှိတာเนาะဒါလည်းရှိသေးတယ်တကယ်လို့အဲ့ဒီလိုမอยู่ဘူးกว่าအဲ့ဒီလိုမอยู่ဘူးနောက်တစ်မျိုးကျွန်တော်တို့อืมဘယ်လိုပြောလိုက်ရမှာလဲနေပါသေးတော့เนาะကျွန်တော်အဲ့ဒီကောင်ကကနန်းက653တော့ရေးတော့ရေးထားတယ်เนาะဒါပေမဲ့ပြန်ကြရလို့သဘောထားလိုက်เนาะ ပြန်ကြလို့တဲ့သဘောထားလိုက်အဲအဲ့ဒီနေရာမှာဒါသူကပြန်ကြကြမှာပဲเนาะကျွန်တော်ပြန်ပြောပြမယ်เนาะငါးပရိအောက်ကကဏ္ဍ၁၀နင်းမြောက်သွားပေါက်တယ်ပြန်ကြကြမယ်ပရိ၁၀ပြီးเนาะအဲဒီ၆ပရိအောက်ကကဏ္ဍ၁၀နင်းမြောက်သွားပေါက်တယ်သူအောက်မှာပြန်ကြကြမယ်ကိုးပရိရဲ့ပြီးเนาะအဲ့ဒီ၁၀နင်းမြောက်ခွန်ပရိအောက်ကကဏ္ဍ၁၀နင်းမြောက်သွားပေါက်တယ်၈ပရိရဲ့ဇောင်းမှာเนาะ၈ပရိရဲ့ဘေးမှာသူကဒါပြန်ကြကြခိုင်းတာ ဲ့တော့ပြန်냐ကြခိုင်းနေဆိုတော့ကြလိုက်ပေါ့ဗျာเนาะဟုတ်လားဘာကြကြကြချင်ရကြအဲနောက်တစ်ခုဒါက line ပေါ်မှာကျွန်တော်တို့နာမည်ကြီးနေတဲ့ line เนาะ2 4 6เนาะ6နဲ့တစ်ချိန်သူတို့ကပြန်ကြဒီလိုမျိုးအပေါ်၄ဘွဲခန်းပြန်ကြခိုင်းတာဟုတ်เนาะ ဒီကနန်းပြန်ကြတော့တခါဒီကနန်းပြန်ကြတော့တခါဒီကနန်းပြန်ကြတော့ပြီးခဲ့တဲ့ဘွယ်ကသူများတွေစွဲတင်နေတာဒီကနန်းပြန်ကြဆိုပြီးဒီနေရာမှာနော်6 8ခွန်ပြန်ကြဆိုပြီးသူများစွဲတင်နေတဲ့ line အဲ့ဒီ line ထဲမှာပြီးခဲ့တဲ့ဘွယ်ကကြမယ်ဆိုရင်လည်းကြလို့တော့ရပါတယ်ဒါပေမဲ့သူ့နဲ့အထောက်ကဒီဘွယ်မှာနည်းနည်းပူလှတယ်ဘလို့ပူလှတော့ဆိုတော့ကျွန်တော်ကအစောတည်းကဒီဘွယ်ကိုစောင့်နေတာအဲ့ line ကနော်ဒီမှာ3ထိပ်တစ်ထိပ်နော် အဲ့ဒီ3တိထိုက်ဇောင်းမှာကျွန်တော်တို့ပြန်ရခဏကစားတာဦးเนาะ3တိပြီးတော့တခါတဝင့်တီတိုးသွားလိုက်4နှစ်เนาะသူ့ဇောင်းမှာဒါပြန်ရ4နှစ်ကိုတဝင့်တိုးတော့9 3เนาะဒါသူ့ဇောင်းမှာကျွန်တော်တို့ပြန်ရကစားမှာအဲ့ဒီပြန်ရမှာကြခင် သူ့ရဲ့အပေါ်မှာနှစ်နောက်ပိတ်နဲ့ပြိဋ္ဆတ်ရှေးလို့သူအရင်တဲ့เนาะနှစ်နောက်ပိတ်နှစ်နောက်ပိတ်ပြိဋ္ဆတ်ရှေး तू ပြန်မကြခင်နှစ်နောက်ပိတ်ဗရိတ်ကိုလို့သူတဲ့နော်နှစ်နောက်ပိတ်ဗရိတ်ကိုလို့တဲ့သူအောက်မှာပြင်ရကြအဲဒီမှာနှစ်နောက်ပိတ်ဗရိတ်30လို့သူတဲ့သွားလို့သူအောက်မှာဒါကျွန်တော်တို့ကပြန်ကြကြမယ်နော်အဲ30ဗရိတ်နှစ်နောက်ပိတ်အောက်မှာပြန်ကြ5ဗရိတ်နှစ်နောက်ပိတ်အောက်မှာပြန်ကြ6ဗရိတ်နှစ်နောက်ပိတ်အောက်မှာပြန်ကြမကြခင်သူ့အပေါ်မှာဒီဗရိတ်9နဲ့3ဗိတ်နဲ့က6လို့ဖြစ်တယ် ဒီဗရိတ်9နဲ့3ဘိတ်နဲ့က8လို့ပဲဖြစ်တယ်ဒီဗရိတ်9နဲ့5ဘိတ်နဲ့ကလည်းသူက8လို့ပဲဖြစ်တယ်เนาะဖြစ်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့အဲ့ဒီနေရာမှာပြန်ကြကဏ္ဍကဒီ6ဘိတ်ဆောင်ကဏ္ဍပြန်ကြတာလားဒါဆိုရင်ခွန်ဗရိတ်ရဲ့ဆောင်ကဏ္ဍပြန်ကြတာလားဒါဆိုရင်7ဘိတ်ဆောင်ကဏ္ဍပြန်ကြမှာလားကြမယ်ဆိုရင်ထည့်လိုက်เนาะနည်းနည်းခွန်အဲ့ဒီလိုမျိုးတစ်ချက်တွေးလို့ရနောက်တစ်ချက်က ထိတ်တူထိတ်ဗရိငါရဲ့မြင်းကုံကခန္ဓာပြန်ကြတာလားဒီမှာထိတ်တူထိတ်ဗရိငါသူ့ရဲ့မြင်းကုံခန္ဓာပြန်ကြတာလားဒါဆိုရင်ဒီမှာကျွန်တော်တို့ထိတ်တူထိတ်ဗရိငါလို့ရိုက်ထားတဲ့သူ့ရဲ့မြင်းကုံဒီခန္ဓာပြန်ကြမှာလားဒီခန္ဓာလားအဲလားကိုဒီလားကိုပြီနော်တခါနောက်တစ်ချက်ဗရိငါကနေတင်းနှစ်သုံးခွဲစင်းနဲ့အောက်ကောင်ပြန်ကြတာလားဒါဆိုရင်ဒီမှာဗရိငါတင်းနှစ်သုံးခွဲစင်းနဲ့အောက်ကောင်ပြန်ကြတာလား ဒါဆိုရင်ဒီမှာဗရိတ်၅ရှိတယ်1 2 3ဝက်စင်းနဲ့အောက်ကခဏ6 4ပြန်ကြမှာလားပြန်ကြမယ်ဆိုရင်6 4လေးကြာရတယ်6 8ကြာရတယ်2 2ခွန်ကြာရတယ်နော်ဒါဒီ site က3ကွက်အဲ့ဒီမှာနောက်တစ်ချက်ကျွန်တော်တို့ထပ်တွေးကြည့်6ဗရိတ်ခဏ9ဗရိတ်ခဏ10ဗရိတ်ခဏကြာမယ်ဆိုရင်ဒီခဏလားလားတွေအများကြီးရှိတယ်နော်ပြန်ကြရအကုန်လုံးကြာလို့ရတယ်နော်အဲ့တော့ခုနကကျွန်တော်ပြောသလိုပေါ့ကျွန်တော်တို့ မျိုးစုံပေါ့လေเนาะမျိုးစုံသူကယူလို့ရတဲ့အဲမှာဒီ site ထဲမှာလည်းခဏန်းတကွက်သေးပါတယ်เนาะဒီ site ထဲမှာခဏန်းတကွက်သေးပါတယ်เนาะကျွန်တော်ဒီခဏန်းတော့မဟုတ်ပါဘူးဗျာအဲ့တော့ကျွန်တော်တို့ပြန်ကြသူကအကုန်ဖြစ်ခဲ့ပြီเนาะအဲ့ဒီမှာမင်းညကျွန်တော်ဦးပြောသလိုဒီနှစ်နောက်ပိတ်အောက်မှာပြန်ကြတယ်ရှေ့ပေါင်းနှစ်နဲ့လား ဒီနှစ်နောက်ပိုင်းအောက်မှာရှေ့ပေါင်းနှစ်နဲ့ကြတာလားเนาะတခါဒီနှစ်နောက်ပိုင်းရဲ့အောက်မှာရှေ့ပေါင်းနှစ်နဲ့ကြတာလားလို့ဆိုရင်နှစ်တည်နဲ့ကြမယ်ဆိုရင်အခုခုနကျွန်တော်တို့၈၄၉ဆိုတဲ့ခဏမျိုးတွေပေါ့เนาะဒါဆိုရင်ဒီမှာရှေ့ပေါင်းနှစ်နဲ့ကြလို့ရတယ်အဲဒီကောင်နဲ့ကြတော့ရှေ့ပေါင်းမနစ်တော့ဘူးဒီကောင်ကြတော့ရှေ့ပေါင်းနှစ်ထဲရင်ထဲနှစ်လို့ရတယ်เนาะဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်သူလဲလိုက်လွှင့်လိုက်အောင်မယ်တဲ့ လိုင်းဆိုင်ရင်လည်းအဲဒီပြန်ကြတွေထဲမှာကျွန်တော်အကြိုက်ကစားမဲ့လိုင်းကခုန10နှစ်မြောက်ကနန်းလာပေါက်တယ်သူအောက်ပြန်ရကြတယ်ဒီလိုင်းကိုကျွန်တော်အကြိုက်ကစားမှာပဲနော်ဒီလိုင်းအကြိုက်ကစားမှာပဲဒါ10နှစ်မြောက်ကနန်းလာပေါက်နောက်တစ်ချက်ဒီလိုင်းကစားမယ်နော်ဒီလိုင်းကစားမယ်နော်အဲဒီဗရိတ်ခွန်ကနန်းပြန်ရတယ်သူဆောင်းမှာပြန်ရတယ်ဗရိတ်ခွန်ကနန်းပြန်ရတယ်သူဆောင်းမှာပြန်ရမယ်ဗရိတ်ခွန်ကနန်းပြန်ရတယ်သူဆောင်းမှာပြန်ရကြမယ် ကျွန်တော်အဲ့ဒီ line နဲ့ပဲကျွန်တော်ဆွဲရိုက်မယ်ဒီ line ကိုတုံတုံကိုတုံချီတွေ့တော့တွေ့ချင်းတယ်ဒါပေမဲ့အဲ့ကန်တန်းကအဲ့3ထိပ်ကို၅လုံးထောင်မှမလားဆိုတာကြီးဘယ်နာမှမထောင်တော့လဲအဲ့ကောင်ကနည်းနည်းနောက်ဆုတ်လိုက်မဲ့သဘောရှိတယ်အဲ့လိုမှမဟုတ်ရင်တော့ အကိုလေးရှိတွေပါလည်းပြန်ကြရတာပဲเนาะအဲ့တော့ဒီကောင်နေရလဲဒါပြန်ကြလိုင်းနေပဲပြီးခဲ့တဲ့ဘွဲကကျွန်တော်တို့မြင်တယ်ဒီထိပ်သုံးလုံး6ဒီထိပ်သုံးလုံး6เนาะဒီထိပ်သုံးလုံး6တွေမြင်တယ်လေးလုံးထောင်ပါမလားกว่าဆိုပြီးအဲ့ဒါဇင်းငန်ဇင်းငန်ဖြစ်သွားတာထောင်သွားတာပဲဒီဘွဲကိုတခါ3ထိပ်နဲ့ကျွန်တော်ပြောဦးပါတယ်ပြန်ကြကြရင်3ထိပ်နဲ့ကြမယ်ဆိုပြီးဒီနေရာ3ထိပ်ကျွန်တော်ထည့်မရဲတော့ဘူးမထည့်ရဲတော့ကြောက်သွားပြီ Ahem. တို့ခွန်ခွန်ဆိုတဲ့ထိတ်ပေါ့เนาะအခုကျွန်တော်ပြောသလိုဒီခွန်နှစ်နှစ်ဆိုတဲ့ကဏ္ဍမျိုးတွေเนาะကျွန်တော်တို့ခွန်ကိုခွန်ကိုဆိုတဲ့ကဏ္ဍမျိုးတွေခွန်ထိတ်เนี่ยကျွန်တော်ကဘာလို့ကစားခိုင်းတော့ဆိုတော့အဲ့ဒီခွန်ထိတ်ကကျွန်တော်ကကစားခြင်းတာကျွန်တော်ဒီနေရာမှာ၄၃ညခွန်เนาะဒီလိုကြည့်ရင်လေ၄၃ညခွန်အထက်စီ၃လုံးသူကြပြတ်စောင်းရိုက်ခဲ့တာ အဲ့ဒီ၄၃ညခွန်နေရကျွန်တော်အဲ့ဒီနှစ်ထဲမှာ၄ထိတ်၃ညထိတ်ခွန်ထိတ်ကစားသွားနိုင်သလားနော်၄ထိတ်၃ညထိတ်ခွန်ထိတ်ကိုကစားသွားနိုင်သလားဆိုတော့ကစားနိုင်နေတော့ဒါကြောင့်မို့ကျွန်တော်ကခွန်ထိတ်နဲ့ပြန်ကြားကိုကျွန်တော်စဉ်းစားမယ်လို့ပြောတာဘာလို့တော့ဆိုတော့ဒီရှေ့ရဟာတွေတော့ကျွန်တော်ပြောမနေတော့ဘူးရှေ့မှာသူကဖြစ်ခဲ့တာတွေအများကြီးရှိတယ်ဒီနားလေးတင်ကပ်ပြောနော်ခွန်ထိတ် လေးထိပ်ရှစ်ထိပ်ပေါ့ဗျာဟောသူဒီခွန်လေးရှစ်ကိုလည်းဒီမှာခွန်လေးရှစ်လို့ထည့်သွားလို့လဲဒါရတာပဲเนาะအဲ့ဒီမှာသူကဒီ၄၅၅၅၆ငါးထိပ်စီသုံးလုံးဇောင်းတက်သွားတယ်တခါ၃၄၅ထိပ်စီသုံးလုံးပြန်ထည့်အဲ့ဒီ၃ထိပ်ရဲ့ဘေးမှာကျွန်တော်တို့ကခုနကနှစ်ဦးမှတည်ခဲ့တဲ့ဒီ၄ဒီ၃ညဒီခွန်၄၃ညခွန်ဆိုတဲ့ကောင်းတယ် 3ထည့်ရပြီ4ထည့်ရပြီ5ထည့်ရပြီမှာဒါ၄၃ညာခွန်ဆိုပြီးကျွန်တော်ဒီနေရာခွန်ထိတ်ပြန်ထည့်ခြင်းတယ်နော်အဲ့ဒီခွန်ထိတ်လို့ထည့်ရင်လေဘွက်ကြတာက तू ကခွန်ထိတ်လို့ထည့်ရင် तू ကဒီနှလုံးခွန်ထိတ်လို့ထည့်တာနဲ့ तू ကဒီခွန်ခါဝင်ထိုင်တာလားဒါဆိုရင်ဒီနှလုံး၄လို့ထည့်ရင်၄ခါဝင်တာလားဒီနေရာမှာခွန်ထိတ်ထည့်ဒီနှလုံး1လို့ဖြစ်သွားနဲ့နော်ဒီနေရာမှာ1ခါဝင် ဲ့ဒါကြောင့်မလို့ကျွန်တော်ခွန်နှိနှိဆိုတဲ့ကဏ္ဍကိုဒီလိုမျိုးတည့်ပေးတာနော်ဒီခွန်ထိတ်ဝင်လိုက်တာ ਨੇ ဒီနှလုံးပေါင်းနှစ်ဒီခါးဖြစ်ကမှာပဲအဲ့ဒီမှာနောက်ပေါင်း၅၄၄နောက်ပေါင်း၅၄နောက်ပေါင်း၅နောက်ပေါင်း၅ကိုတော့ကျွန်တော်မယူတော့ဘူး तू ကဒီအောက်မှာတကက်၅ထားပြီးသားမို့လို့နော်အဲ့ဒီ၅ကိုတော့ကျွန်တော်မယူတော့ဘူးဒါမနေ့ကတွေ့တယ်နဲ့ကောက်ဆွဲလိုက်တာအမှန်တကယ်ကဒီနှလုံးခွန်ကိုခွန်ခါဒီနှလုံးခွန်ကိုအဲ့ဒီနှလုံး၄ကို၄ခါ ဒီနှလုံးနှစ်ကိုနှစ်ခါနဲ့နှစ်ခွန်ရှိတွဲနဲ့တွဲမဲ့ကဏ္ဍကို ပြန်ကြကဏ္ဍမှာဆိုရင်ဒီကောင်မဲရှိတာနော်တကယ်လို့မှမဟုတ်ဘူးဒီနေရာမှာကျွန်တော်တွေးတယ်လို့မဟုတ်ဘူးဒီခွန်ထိတ်ခွန်ထိတ်လို့ပဲကြပြီးတော့နော်ကိုခါနှလုံးထောင်ပြီးပြန်ကြကြမယ်ဆိုရင်ဒီခွန်ကိုခွန်ဆိုတဲ့ကဏ္ဍဒါပဲရှိတယ်နော်ဒါမျိုးတွေကအပြီးမပေးပါဘူးနော်ပေးရင်တစ်လုံးလောက်ပေးတာအဲ့တော့တစ်လုံးလောက်ပဲစဉ်းစားကြည့်ပါ ကျွန်တော်လဲဓာရီရသိမကြွအောင်ဒီနာအနီးကလိုင်းအဲ့ဒီမှာတွေးကြည့်လိုက်เนาะကျွန်တော်တို့ဒီခွန်ခွန်လို့ထည့်တယ်ဒီနှလုံးခွန်ပြန်ရိုက်တယ်ဒီလေးလေးလို့ထည့်တယ်ဒီနှလုံးက၄ပြန်ရိုက်တယ်ဒါဆိုဒီရှစ်ဒီလူမှာ၈လို့ထည့်ဒီနှလုံးက၈လို့ပြန်ရရင်ဒါဒီကဏ္ဍထွက်သွားမှာ83အတွဲထွက်သွားမှာ73အတွဲကိုပြန်ကြဆိုရင်388ဖြစ်သွားလို့မရဘူးလားဟုတ်တယ်เนาะအဲ့တော့မျိုးစုံရတယ်เนาะဒါပေမဲ့ကျွန်တော်ပြောပြရမယ် ဒီဆိုင်မျိုးတွေကအပြီးမပေးဘူးပေးရင်တလုံးနော်တချမ်းဖဲ့မှာပဲအဲအဲ့ဒါလေးတဲ့သဘောပေါက်အဲကျွန်တော်ပြန်ကြနေပတ်သက်လို့ဒီလောက်ပဲနောက်ညကြမှနောက်ဟာတွေလေပြမယ်နော်ဒါပေမဲ့ organan ကတော့တကွက်တော့ကျွန်တော်ပြန်ကြတယ်ကထဲ့အောင်မယ်ဘယ်ကနန်းလဲတော့လာမမေးနဲ့နော်သိချင်ဝယ်ဖတ်ဒါပဲပြောမယ်